ကတော့တင်ဆက်သူမဆန်နာပါဖြည့်ရမှန်ဇလန်းကောင်းများနဲ့စိတ်ဝင်စားပွဲမှုကင်းဇလန်းကောင်းများကို နေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့ MNU ကျူချန်လေးကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှတင်ဆက်ပေးမယ့်ဇလန်းကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါဦးရှင်မုံပထုပ်ပူပူလေးစီစီလွင်လွင်ဆွဲဆွဲငယ်ငယ်អော်လိုက်တဲ့မုံပတ်ထုပ်ပူပူလေးဆိုတဲ့အတန်းက လေမာဝေးလို့ပြန်ဝဲလာ रे ။တကြမုံပထုတ်ပူပူလေး။စက္ကန့်ပိုင်းချပြီးတက်မှန်អော်လိုက်တဲ့ဈေးတဲ့ရဲ့အတန်ကပို၍နီးကပ်လာကဈေးစိတ်ကိုတဲတဲကွဲကွဲမြင်လိုက်ရ रे ။ချားတဲ့ဒါပါအောင်ကွာတထုတ်ဘလောက်လဲ။၁၀ပါကိုအခုကို၂ထုတ်ပြီကွာ။ ျင်းပေါင်းမီကျင်းကြကင်ဝစ်ထားတဲ့25နှစ်ခန့်ရှိလူငယ်ကကျန်းစီရုပ်အုပ်ခုံအကွင်မှာရုတ်တရက်ထွက်လာကမောပတ်ထုတ်သေးလေးထံကမောပတ်ထုတ်နှစ်ထုပ်ကိုဝယ်ပြီး20တန်တရွက်ပေးလိုက်သည်မိုးလဲရွာမှောင်လဲမောင်ညင့်လေနဲ့နေပြီအခုထိရောင်းနှုတ်မေလားဂျာတေးရမြင်းမြင်းထင်ထင်နေလေနေကင် ရောင်းမလာငါညီရနေကင်းနေလေဆိုရင်အခုပြောသလိုကားကိတ်မှာ secret နဲ့တကြားလုံးရောင်းပါတယ် ။သတင်းစာထွက်တဲ့နေ့ဆိုရင်တော့သတင်းစာလက်ဝဲရောင်းပါလေ။ဟေးဒါဆိုငါညီကတိတ်လောဘကြီးတာပဲ။ဘာလဲတထည့်မြန်မြန်ဖြစ်ချင်ပြီလားကွာ။မဟုတ်ပါဘူးအကိုကျွန်တော်မှညီကိုမောင်နှမများတယ်။အမေတယောက်ထဲဈေးရောက်တာနေမလောက်ဘူး။အမေကိုကူတဲ့အနေနဲ့ကျွန်တော်တို့မောင်နှမတွေတပတ်တလန်းကနေအပူဝင်ငွေရှာကြတာပါ။ကျွန်တော်အသက်ကဆယ်နှစ်နဲ့ကျွန်တော်မှာ၁၀နှစ်အရွယ်နဲ့၈နှစ်အရွယ်ညီမလေးနှစ်ယောက်နဲ့၅နှစ်အရွယ်ညီလေးတယောက်ရှိပါတယ်။ အမေကတီရီမင်္ဂလာ ကုံစိမ့်ဈေးဝင်ထွက်ပေါက်နာမှာကွန်းရဈေးလေးကျောင်းပါတယ်။ညီမလေးတွေကဆိုင်တွေကိုစပယ်ကုန်းပို့ပါတယ်။ဒါနဲ့မိဖေကဘာလုပ်လဲ။အရင်ကတော့တီရီမင်္ဂလာဈေးမှာကုံစိမ့်ထားပါတယ်။ခုတော့ဆုံးသွားပြီ။ဒါဆိုမင်းတို့ကျောင်းမနေကြတော့ဘူးလားကွာ။ကျောင်းမနေလို့ဘယ်ဖြစ်မလဲနေတာပေါ့။မင်းကလည်းနေညဈေးရောင်ညီမလေးတွေကလည်းစပယ်ကုန်းရောင်းကြရည်ဆို။ အဲ့ဒီအလုပ်တွေကကြောင်းချိန်နဲ့လွတ်တဲ့ချိန်မှာလုပ်ကြတာပါ။ဩော်ဒီလိုလား။တောင်းမယ်ကို။အေးအေး။တကြမုံပထုတ်ပူပူလေး။မုံပထုတ်တေလေးကမေသမ ्या ကို ဖြည့်ပြီးနှုတ်ဆက်ထွက်ခွာသွားပြီ။သူ့လမ်းကတော့အစင်သဖြင့်ဖြောင်းတန်းလို့နေတယ်။မောင်ပိုင်က သူ့ဝယ်ယူထားတဲ့မုံပထုတ်ကိုဆိုင်ရင် မုံပထုတ်တေချာတေလေးဘဝနဲ့သူ့ဘဝကိုနှိုင်းရှင်ကြည့်မိတယ်။ မောင်မောင်မဲမဲမြင်းနဲ့တကောက်မိုးရဲလေတဲ့မလျှောက်ဝမ်းရည်အတွက်ရှာဖွေရတာချင်းတူတွေသို့တော်လေသူ့ရဲ့အလုတ်ကတမအာစီဝါမဟုတ်ဒါကြောင့်အလုတ်ဖြစ်မဲ့အချင်းကိုစောင့်ပြီးမောင်ရိတ်ကိုလိုနေရတဲ့မုံပတ်ထုတ်တဲ့ခြေတိတ်ကအပူပင်မရှိပါတောကမရှိပါ တလန်းဝင်တလန်းထွက်မုံရောင်းလို့ကောင်းစေဖြစ်ပါရဲ့မင်းညဘယ်ချိန်လောက်ကအဖောက်ခံရတာလဲဒါတော့ဒါတော့ကျမတို့ဘယ်သိမှလဲရှင် ကျွန်တော်မေးတာကအိမ်သားတွေဘယ်ချိန်မှအိပ်ရာဝင်ကြတယ်။ဘယ်ချိန်ကျမှဖောက်မှန်းသည်တယ်။ဒါကိုမေးတာပါခင်ဗျ။ဥပမာဆိုပါစို့အိမ်သားတွေည7:00နာရီနဲ့အိပ်ရာဝင်ကြတယ်။မနက်7:00နာရီတည်ရင်တို့လို့အိပ်ရာကားထားတော့အိမ်တကားပွင့်နေတာတွေ့တယ်ဆိုရင်ည7:00နာရီနဲ့တကောင်ကျော်2:00နာရီအတွင်းမှာအဖောက်ခံရတာလို့တွက်လို့ရတယ်။အဲ့ဒီလိုအချိန်တွက်လို့ရတော့ညီမတို့အိမ်ပတ်ဝန်းကျင်ကိုဒီည7:00နာရီနဲ့တကောင်ကျော်2:00နာရီကြားမှာ ဘသူတွေအဝင်ထွက်ရှိတယ်ဆိုတာစုံစမ်းသိနိုင်တာပေါ့ဒါကြောင့်မေးတာပါခင်ဗျလမ်းဆိုတာလူတိုင်းဥဒဟိုသွားလာနေကြတာဘသူကစောင့်ကြည့်လို့ဘသူကဝင်နေထွက်တယ်ဆိုတာသိမှလေရှင်ဘသူကပါတော့စောင့်မကြည့်ဘူးပေါ့ညီမရာဒါပေမဲ့မမျော်လင့်မဲတွေ့မိမြင်မိသတိထားမိတဲ့အခါမျိုးတွေရှိတတ်ပါတယ်လမ်းထိပ်မှာဂိတ်ထိုးပြီးညနေမှာနင်းနေဇိုက်ကားသမားတို့ညတကောင်ရံတလန်းဝင် တလန်းထွက်လေရောက်ကြတဲ့ပဲနံပြား ပြာမှုပြုတ်နေမုံပထုတ်တယ်တွေဆို အမှုမဲ့အမှမဲ့တွေ့နိုင်ကြတယ်လေအင်ရဖောက်ခံရတော့စကန်းကိုလာရောက်တိုင်ကြသူအမျိုးသမီးနှစ်ဦးကိုရဲစခန်းမှခင်မောင်တင်ကတီးလို့တဲ့အချက်များစုံစမ်းမေးမြန်းနေအမျိုးသမီးနှစ်ဦးအနက်တက်ဦးကစခန်းမှရဲ့အမေကိုဘဝင်ကြပုံမရဘယ်ချိန်ဖောက်လဲဆိုတာသိမှတော့စကန်းကိုလာတိုင်နေပါမလားအဲ့ဒီကလေးကဖမ်းလိုက်မှာပေါ့လို့ဆိုရင်းမျက်နှာဘေးနဲ့စကန်းမှကိုခါဟာဟာပြောလိုက်တဲ့ အကင်ပါတဲ့စကမ်းမှုအနေနဲ့အမျိုးသမီးကသူ့ကိုမြည်သည့်ပုံစံနဲ့ပြောတာကိုသိပါရည်။သို့တော်လည်းရင်ကျက်တဲ့ရဲရရှိတဦးဖြစ်တော့စိတ်မကွက်ပါအမျိုးသမီးများသဘောမပေါက်လို့သာယခုကဲ့သို့တုတ်ပြန်နေလို့သဘောထားရည်။အမျိုးသမီးများသဘောပေါက်အောင်ရှေးရှေးဝေးဝေးအေးအေးဆေးဆေးရှင်းပြလိုက်သည်။မမကြီးကျမတို့ညကမုံပတ်ထုတ်ဝေတော့စနေနာရီထိုးခတ်နေပြီနော်။အေးဟုတ်တယ်။အင်းရှိဗရင်ပေါက်ပွင့်နေလို့ မမငိမ်ကျမတို့ကိုနှိုးတော့မနဲ့၃နာရီရှိပြီလေဟုတ်တယ်ဟုတ်တယ်ကျမမှတ်မိပြီစကားမှုကျမမှတ်မိပြီခင်ခင်ငိမ်ကညမရင်ရင်ငိမ်မေးလိုက်တော့မှ ရုတ်တရက်တရေရကစကားမှုနဲ့ညာက၎င်းတို့အိမ်ပေါထွင်းခိုးယူခံရမှု အခြေအနေကိုပြောပြရတယ်မုံပတ်ထုပ်ပူပူနွေးနွေးမမငိမ်မုံပတ်ထုပ်စားခြင်းနဲ့အငယ်လေးလည်းစားခြင်းနဲ့ဟဲ့ဆယ်နှစ်နာရီတောင်ထိုးတော့မယ် ဒီချိန်ထိစားကြမလို့လားဒီနေ့ညနေစာစားတာစောတော့တယ်ဒါကြောင့်စားလို့ပါ မုံမထုတ်သေးလာပါအောင်ပြောပြောဆိုဆိုညမငယ်ဆုံးလွင်လွင်ငင်းက မုံမထုတ်သေးကိုလှမ်းခေါ်လိုက်တယ်ကဲကဲစားစရာရှိတာမြန်မြန်စားကြစနေနာရီထိုးတော့မယ်တကားတွေတေးသေးချာချာပိတ်မီးပိတ်ပြီးအိတ်ကြမယ်မမငယ်အခွေဆက်မကြည့်တော့ဘူးလားလုံးလေချားလေလိုက်နေပြီ မျက်စိနောက်တည်းမကြည့်တော့ဘူးခါမနဲ့လေဈေးထွက်ရအောင်ပါ မမငိမ့်အိတ်တော့မယ်ခင်ခင်ငိမ့်ကကြီးလက်စပြီးတော့အခွေကိုဆက်မကြည့်လို့တော့ပြားဆက်အတွင်းမှာထုတ်ပြီးညီမများကိုလှမ်းပြောင်းလိုက်တယ်ဒုနေညာ12နှစ်အချိန်ခန့်မှာညီအမများအတူတူအိယာဝင်လိုက်ကြတယ်ရှင်ရင်ရင်ရှင်ရင်ဟဲ့လွင်လွင်တို့ထားကြစမ်းမအောင်ဟဲ့မမငိမ့်ဘာလဲရင်မမငိမ့်ဘာဖြစ်လို့လဲမမငိမ့်ရဲ့ ဧကန်းထဲမှာခင်ခင်ငိမ့်ရေခေါ်တန်းကြောင့်ညမရင်ရင်ငိမ့်နဲ့လွင်လွင်ငိမ့်တို့အိယာကနိုးလာကဗဇက်ကနေတဖွာဖွာမိရင်ဧကန်းထဲကိုရောက်လာကြတယ်။ဒီမှာပြတင်းပေါက်ပွင့်နေတယ်။တန်စကားတွေလည်းပြက်နေတယ်။အင်းရှိပြတင်းပေါက်ကို ပြပြီးခင်ခင်ငိမ့်ကပြောလိုက်တယ်။မမငိမ့်ရေဒါတော့တခိုးဝင်တာသိကြပြီ။ဘာတွေပါသွားလဲကြီးကြစမ်းမအောင် တကားပေါက်ဖွင့်ပြီးတန်တကာပြက်နေတဲ့အခြေအနေကိုကြည့်ကရင်ရင်ငိမ့်ငိမ့်လွင်လွင်ငိမ့်တို့တယောက်တစ်မျိုးပြောလိုက်ကြသည်တီဘီအောက်ဆက်ကက်ဆက်မီးပူတိုင်ကက်နာဤအချုပ်ဆက်ကောင်ခြေရလက်ရမပြတ်သူ့နေရာနဲ့သူရှိနေကြသည်ဟဲမမငိမ့်ကြီးအေကန်းလေးကပစ္စည်းတွေဘာမှမပြောက်ဘူးတော့တေးသေးချာချာကြည့်ကြအောင်ကိုပစ္စည်းကိုစစ်ကြည့်ကြမအောင်ဟဲ့ ဧကန်အတွင်မှပစ္စည်းများကိုရင်ရင်ငိမ့်ကစစ်စစ်ကြည့်ပြီးဘာပစ္စည်းမှမပြောင်ကြအောင် အာရဝန္တာပြောလိုက်ရခင်ခင်ငိမ့်ကကိုပစ္စည်းကိုတည်တည်ချာချာစစ်စစ်ကြည့်ရန်ထက်မှန်သတိပေးလိုက်တယ်။အငယ်လေးစာကြည့်တဲ့ဘွဲပေါ်မှာထားတဲ့ Sony Radio လေးနဲ့လက်ပတ်နာကြီးမရှိတော့ဘူးမမကြီး။ငယ်လေးမားလက်နာကြီးလည်းအဲ့ဒီတဲ့ဘွဲပေါ်မှာထားတာပဲကြည်စမ်းမအောင်။ဘာနာကြီးမှမရှိဘူး။မမကြီးနာကြီးရော 9နာရီက9ရီရောက်ပြီမှရှိတယ်။ဟဲ့ဟဲ့ငါပတ်ဆက်အိတ်ကိုကြည်စမ်းမအောင်။မမညင်ဘယ်မှာထားတာလဲ။အဝေးပြီတော့အလဲထက်မှာထားတယ်။ဒီအိတ်လား။အေးဟုတ်တယ်။အဲ့ဒီအိတ်ထဲမှာ200ရန်တအုပ်300ရန်တအုပ်ထည့်ထားတယ်။ငါချက်တန်100ရန်နဲ့အကျိုးတွေပဲရှိတယ်မမညင်။မမညင်ပြောတယ်200ရန်300ရန်အုပ်တွေဆိုတာမရှိဘူး။အေးဒါဆိုတခို့နောက်ပါသွားပြီပေါ့အေး။ ရက်ွက်ဥက္ခရာဦးတည်ဝင်းနဲ့ဦးကျော်မြင့်တို့ကိုသွားပြောပြပြီးတော့စကန်းကိုသွားတိုင်ရအောင်မမနိုင်အခုမှ၃နာရီပဲထိုးသေးတာလူကြီးတွေစောစောစီစီနှိုးရမှာအားနာစရာပဲမိုးလင်းမှသွားတိုင်ကြတာပေါ့အိမ်ပေါထွင်းခိုးယူခံရသူအတွက်စကန်းသွားရောက်တိုင်ရန်ရင်ရင်ငိမ့်ကအကြံပြုလိုက်စဉ်ဧကန်းထဲမှာတိုင်ကန်းနိုင်ကိုကြည့်လိုက်တော့မနက်၃နာရီသာရှိသေးကြောင် ထို့သို့တွေးလိုက်ရတော့အမဖြစ်သူခင်ခင်ငင်ကမိုးလင်းမှာစကန်းကိုသွားတိုက်မယ်လို့ပြန်ပြောလိုက်တယ်။ထိုအချိန်ကစပြီးညမသုံးဦးပြန်မအိပ်ဖြစ်တော့ပဲအေကန်းမှာမိုးလင်းတဲ့အထိကော်ဖီထိုင်းတော့ရင်စကားပြောနေလိုက်ကြတယ်။ညမတို့ပြောတဲ့အတိုင်းဆိုရင်ည7နာရီခွဲနဲ့မနဲ့လင်းကန်ဒီ3နာရီအတွင်းမှာအဖောက်ခံရတာဖြစ်မယ်။ဖောက်ထွင်းသမားဟာအေကန်းထဲမှာရှိတဲ့ဒူးတွေကြည့်ပြီးတံမိုးရှိတဲ့ပစ္စည်းတွေ အလွယ်ကူယူနိုင်မှရက်နဲ့မယူဘဲနဲ့ပေါ့ပေါ့ပါပါပစ္စည်းလောက်ရွေးယူသွားတာကြည့်ရင်တော့တကောတော့ဖောက်ထွင်းသမားတခုပဲဟုတ်တယ်အေကန်းထဲမှာရှိတဲ့ TV အောက်ဆက်ပန်းကဆက်ကောင်းဒီပစ္စည်းတွေဟာဒီနေ့ဈေးကောင်းတဲ့ပစ္စည်းတွေပဲဒါတောင်ယူမသွားဘူးဆိုတော့စခန်းမူပြောတယ်လို့တယောက်တည်းဝင်ခိုးတော့မို့မတည်နိုင်လို့ဖြစ်မှာပေါ့နော်ဟုတ်ပါတယ်နောက်တစ်ခုကတော့ညနေတကောင်ပစ္စည်းနဲ့လမ်းထွက်ရင် တွေးတဲ့သူကမတင်ကားတဲ့မျက်လုံးနဲ့ကြည့်တော့မို့ခိုးတော့ခိုးတယ်နဲ့မိတတ်တယ်လေဒါကြောင့်တူတူတိတ်တိတ်အင်းကြီးတွေထဲ့သွားလို့ရမယ်ပစ္စည်းနဲ့ငွေသားကိုရွေးယူသွားတာပေါ့ဒါကိုကြည့်ရင်အန်တရယ်ကိုကြုံမြင်တတ်တဲ့ဖောက်ထွင်းတစ်ခုလိုတွက်ဆလို့ရတယ်အတွေ့အကြုံလည်းရင့်နေပြီလို့ဆိုရမှာပေါ့ဒါပေမဲ့စိတ်မပြတ်ပါနဲ့ကျွန်တော်တို့မိအောင်ဖမ်းပါမယ်ဒါနဲ့ညီမတို့အိမ်မှာအမျိုးသားဗန်းနှစ်ယောက်ရှိလေရင်နှစ်ယောက်ရှိပါတယ် အဖေကတရားစခန်းဝင်နေတယ်။အိမ်မှာမရှိပါဘူးလေ။ဒီလောက်ကုန်လောက်မှစကိုင်းကပြန်လာမယ်။ရင်းရင်းညံ့ရဲ့အမျိုးသားကတော့ဂျပန်မှာအလုတော့လုံနေပါတယ်။လောလောဆယ်အိမ်မှာတော့ကျမတို့ညီမသုံးယောက်ပဲရှိပါတယ်။ဟုတ်ပါပြီ။ကျွန်တော်တို့အများဆုံးတရားခံကိုမိအောင်ဖမ်းဆီးဆောင်ရွက်ပါမယ်။ထူးခြားရတဲ့ချက်ချင်းအကြောင်းကြားပါမယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ကျမတို့ကိုပြန်ဝင်ပြူပါအောင်တော့။ကောင်းပါပြီ၊ကောင်းပါပြီ။ဆရာမောင်စိုးကြီး ကိုတော့မျိုးနယ်မှုနဲ့ရင်ဆိုင်ရမှာမျက်နှာပူတယ်ကွာမနေ့ကပဲခုမှုဖောက်ထွင်းမှုလူရက်မှုတွေမဖြစ်အောင်ကြိုတင်ကာကွယ်ကြဖို့ဖြစ်ရင်လေချက်ချင်းတရားခံမိအောင်ဖော်ထုတ်ဖို့မှာသွားတာဒီနေ့ဖြစ်တယ်ဆိုတော့ပြောစရာဖြစ်ပြီပေါ့ကွာမဖြစ်အောင်ကြိုတင်ကာကွယ်မှုမလုပ်နိုင်တဲ့အတွက်နေထိုင်အရာရှိဖြစ်တဲ့ကျွန်တော်မှာတာဝန်ရှိပါတယ်ဖောက်ထွင်းတရားခံကိုနှစ်ရက်အတွင်းမှာကျွန်တော်ရအောင်ဖမ်းပြီးတော့တပ်တွေကပစ္စည်းနဲ့တူစခန်းမှုကိုအပ်ပါမယ် ရှိရှိဝေးဝေးပြောနေလေအကြောင်းထူးမှ မဟုတ်တော့နေထင်းအရာရှိဒူရဲအုပ်မောင်စိုးကစကမ်းမှုကိုတူတောင်းစွာဂရီးပြုပြီးစကမ်းမှုယုံနယ်ကထွက်လာခဲ့သည်စကမ်းမှုခင်မောင်တင်ကသူ့ရဲ့နေထင်းအရာရှိမှရဲရဲစွာဂရီးပြုခြင်းအပေါ်မှာလုံးဝတန်တရားမရှိနေထင်းအရာရှိအနေနဲ့အစွမ်းစရှိသူတယောက်ဖြစ်တာကိုနှိရှိလာမြောက်တွဲပတ်တာဝန်ထမ်းဆောင်ခဲ့ပြီးတော့တည်နေတာကြောင့်ဖြစ်ပါရဲ့စကမ်းမှု ဟော်ဒီကောင်ဟာမပိုင်ရင်ချင်းအောင်မရိုက်ဘူးဆိုတဲ့မောင်းပိုင်မှာငူဝါလန်ဇောရံပိုင်မြောက်ရက်ကွက်ကအမျိုးသမီးများအိမ်ကိုတကောတော်ဖောက်ထွင်းခဲ့တဲ့တရက်ခတ်မောင်းပိုင်ဆိုတာသူ့ပါပဲဆရာတင်ညွန့်တို့အပြင်ကန်းကခဏဆောင်ပါပြီးရနဲ့တက်တဲ့ကံပစ္စည်းသွားတင်ကြမယ်မဟုတ်လားနေထင်းအိယာရှိကနေထင်းတက်ချက်ကြီးတင်ညွန့်လန်နဲ့ပူတွဲလက်ထိတ်ခေါ်လာတဲ့တရက်ခတ်မောင်းပိုင်ကိုစကမ်းမှုကို ပြသတဲ့ရင်ပို့ပြီး တက်ဆက်သေးတက်ချက်ကြီးတင်းညွန့်တို့အဖွဲကို အပြင်ကဆောင်ခိုင်းလိုက်သည်မင်းညကဖောက်ထွင်းမှုဖြစ်တယ်ဒီနေ့ညနေတရခံဖမ်းမိရေဆိုတော့နိုင်ပိုင်းအတွင်မိတာပဲဒါတို့အတွက်ဂုံယူစရာပဲပေါ့ဒါနဲ့ဆရာမောင်စုဒီကောင်ကိုရားလိုက်ပုံလေးပြောပြစမ်းမအောင်စကမ်းမိုးခေမောင်တင်က နေထိန်အရာရှိရဲ့ဆောင်ရွက်မှုကိုအာရကြီးနယ်လုံးတော့နေထိန်အရာရှိရဲ့မျက်နာကို ပြုံးကြည့်ပြီးမေးလိုက်ပါရဲ့ ။တရားလိုအမျိုးသမီးပြောတဲ့အထက်မှာအချင်းဖြစ်တဲ့ညာကမောင်ပထုတ်ဝယ်စားကြတယ်ဆိုတဲ့အချက်ပါတယ်။ဒါနဲ့ကျွန်တော်တို့မျိုးနယ်ထဲမှာညနေတကောင်လဲရောင်းလေရှိတဲ့ပြောင်မှုပြုတ်ပဲနံများမောင်ပထုတ်တွေနဲ့ငူဝါလန်ဘဲညာထိတ်မှာညဂိတ်ထိုးတဲ့စိုက်ကားသမားတွေစီချင်းကပ်စုံစမ်းခဲ့ပါတယ်။ဒီလိုစုံစမ်းရင်းကမောင်ပထုတ်တဲ့ခြားတေးလေးစီကရတဲ့အချက်ဟာမပိုင်ရင်ချင်းတော့မရိုက်ဘူးဆိုတဲ့မောင်မိုင်မဲဖြစ်မယ်လို့ကောက်ချက်ဆွဲလို့ရတယ် အရက်အမောက်ကိုလုံးကိုတဲ့အသားရောင်အတန်အနီအထားတွေကန့်ညီနီးစက်တဲ့မုံဘထုတ်တဲ့ခြေတိတ်လေးကိုငွေ20ရံပေးလိုက်တဲ့ညာဘက်လက်မှာလက်ပွားလေးတစ်ချောင်းရှိတယ်ဆိုတဲ့အချက်ဟာမောင်ပိုင်မမောင်ပိုင်မလို့တိတိကျကျပြောနေတယ်လို့ပါပဲဒါနဲ့နေစမ်းမောင်ဒီကောင်ရဲ့အချက်အလက်ဝီချင်းဘယ်မှာရှိတယ်ဆိုတာမင်းဘယ်လိုလုပ်သိတာလဲဒီလိုပါလွန်ခဲ့တဲ့၄နှစ်လောက်ကရှမ်းလန်စမ်းချောင်းမြို့နယ်တွေမှာ ဒီကောင်ဖောက်ထွင်းမှုကျူးလွန်ခဲ့ဘူးပါလေစမ်းချောင်းရဲကတဲတဲမဲမဲလိုက်တော့ကျွန်တော်တို့အလုံးမှာခြေရာလားဖြောက်ပြီးကရင်ချမ်းမှာညညလာကိုတဲ့အဲ့ဒီတရင်ကိုစောရံပိုင်းမြောက်ပိုင်းရက်ကွက်ကဥခရဥတင်ဝင်းနဲ့ဥကြော့မြင်းမင်္ဂလာကျော်တို့ကတရင်ရလို့ကျွန်တော်ကိုတရင်ပို့ကြတယ်သူတို့အဖွဲအကူညီနဲ့ပဲကျွန်တော်တို့နေထိုင်အဖွဲလှုပ်ရှားလိုက်တော့ဒီကောင်ကိုရားလိုက်တယ်သူ့ကိုရရချင်းစမ်းချောင်းစခန်းကိုသွားပြီးတော့လွှဲပေးလိုက်ပါတယ် စံကြောင်စကန်းတာဝန်မှုအရာရှိလေချက်ချင်းပဲဒီကောင်ကိုအချုပ်ထဲသွင်းပါလေအချုပ်ထဲကတရားခံတယောက်ကဒီကောင်ကိုလေမြင်ရောဘလို့လဲမောင်ပိုင်ကြီးရဲ့မပိုင်ရင်ချင်းအောင်မရိုက်ဘူးဆိုလို့လှမ်းဟော်ပြီးနှုတ်ဆက်လိုက်တာကိုကျွန်တော်သတိပြုလိုက်မိပါတယ်ဒီလိုတရားခံမျိုးရဲ့အချက်လက်အားလုံးကျွန်တော်ယူထားတဲ့နေထင်လို့အဲ့ဒီကလေးကတာဝန်မှုအရာရှိစီမှာမောင်ပိုင်ရဲ့အချက်အလက်နဲ့စစ်ဆေးချက်တစုံအလုံးစခန်းကနေထိုင်အဖွဲကိုပို့ပေးဖို့မှာခဲ့ပါတယ် စမ်းကြောင်စခန်းကလည်းဆက်ဆက်ကိုပို့ပေးခဲ့ပါတယ်။အော်ရှင်းပြီရှင်းပြီ။နေထိုင်ရာရှိရဲ့ရှင်းလင်းတင်ပြမှုပေါ်စခန်းမှုခင်မောင်တင်ကသဘောပေါက်ကြောင်ပြန်ပြောလိုက်တယ်။မပိုင်ရင်ချင်းအောင်မရိုက်တဲ့မောင်ပိုင်ကဒီတစ်ခါထောင်ထဲမှာအနေကြတော့မင်းစာရေးသူဆရာကြီးကိုလည်းကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။ နားစင်အားပေးခဲ့ကြတဲ့တဝူးတယောက်ချင်းစီတိုင်းကိုဂျေစုတင်ပါရှင်